UFC Final မှာ Basket ကိုဆူရှင်သုံးဦး Bonfin ရဲ့ Vicious နေနဲ့ Convinter ကိုစင်ခေါ်မှုအမော ။လွန်ခဲ့တဲ့ရန်နေငယ်ကမှပြီးဆုံးသွားခဲ့တဲ့ UFC Final ဟာ Las Vegas ရဲ့ Apex Arena မှာပွဲတင်ခဲ့ပါပြီ။မိန်းခါထာ KO တွေ Submission တွေနဲ့အပြီးပြင် Finish တွေပြည့်နှံ့နေခဲ့ပါတယ်။ဒီနေ့မှာတော့အဲဒီညကအကောင်ဆုံး KO ဆူရ performance winner ၃ရက်စွန့်ဆောင်ရင်း next opponent call out တွေကိုစူးစီးတင်ပြပေးပါမယ်။ မင်းကြီးဖိုင်းရဲ့ဝင်နာဂေဘရီယယ်ပွန်ဖေဟာ veteran Randy Brown ကို round 2မှာ KO နဲ့နိုင်ယူပြီးသူ့ရဲ့ performance bonus ကိုစုကူသွားခဲ့ပါတယ်။ပွန်ဖေဟာပွဲစားမှာ Brown ရဲ့ lead leg ကို low kick တွေနဲ့ပြက်စီးအောင်တိုက်ခတ်ခဲ့ပြီး round 2ရဲ့ saw ပိုင်းမှာ Brown ကောင်းကွက်ဝင်လာချိန်ကို perfect timing နဲ့ပြန်တက်လာတဲ့သူနဲ့ပွဲသိမ်းသွားခဲ့ပါတယ်။ပွဲပြင်းနောက်ပွန်ဖေဟာ cold point coffee tank ကိုစိန်ခေါ်ခဲ့ပါတယ်။ဒါဟာ welterweight အတန်းအတွက် new challenge တစ်ခုပဲဖြစ်ပါတယ်။ ဒုတိယမြောက်ခင်းကို artist ကတော့ Eurosmatic ပါပဲသူက season striker Muslim Solikov ကို round 1ရဲ့63စက္ကန့်အတွင်းမှာပဲအလဲထိုးခဲ့ပါတယ်။ Matic က Solikov ကိုခြေရောက်ကန်ချက်တွင်နဲ့ချိန်ချောက်ပြီး support stance ကနေထွက်ကြလာတဲ့တီချတဲ့ straight left hand တစ်ချက်နဲ့ Solikov ကိုဒူးထောက်သွားအောင်လုပ်ခဲ့ပါတယ်။ Matic က finishing rate မြင်ပါတယ်။ counter attack အပြင်သူ့ကိုယ်သူတက်သေးပြခဲ့ပါတယ်။ Christian Lee Ryan ကလည်းအထူးကောက်ခေါ်တယ်။ CLD ရဲ့ခေဦးကတော့ middleweight အတွက်တတိထားမဲ့ချက်ပြတမ်းပဲဖြစ်ပါတယ်။ CLD ဟာ Macro Julio ကို round 2မှာခေဦးနဲ့နိုင်ယူခဲ့ပါတယ်။ CLD ရဲ့အားသာချက်ကတော့မမျှော်လင့်တဲ့လက်ကွက်တွေပါပဲ။သူက spinning back elbow နဲ့ Julio ကိုထိခိုက်စေခဲ့ပြီးနောက်ဆုံးမှာတော့ spinning back fist နဲ့လက်ချောင်းထိုးနိုင်ခဲ့ပါတယ်။ CLD ဟာ middleweight top 15ကိုမကြာခင်ဝင်ရောက်လာတော့မှတည်ကြပါတယ်။ GKO artist တွေဟာ UFC 322ကိုမတိုင်ခင် MMA လောကကိုပိုပြီးပူပြင်းစေခဲ့ပါတယ်။ Gabriel Bonfim, Heroes Medic, Christian Leroy Duncan တို့ဟာသူတို့ရဲ့ bonus တွေနဲ့အတူ ranking ကိုတက်လှမ်းမှုဆင်းသိမ်းဖြစ်နေပါပြီ။တင်မြန်မာတော့ဒီ၃ယောက်ထဲကဘယ်သူက champion ဖြစ်လာမယ့်အလားအလာအများဆုံးလဲဆိုတော့ comment မှာရှိခဲ့ပေးပါရှင်။ UFC content တွေအတွက် subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။